်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲသစ်ပါ DVB ရုံးမြင့်တန်ချာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်အမ်းမြုပ်ကိုအော်တိုဘားလာ26ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်က Jet Fighter နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်စစ်ကောင်စီတပ်က Jet Fighter နှစ်စီးဟာအမ်းမြုပ်မြို့ဟောင်းရက်ွက်ကို အော်တိုဝါလာ26ရက်နေ့လယ်3နာရီခွဲဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်အသက်9နှစ်အရွယ်မောင်ဆလိုင်းသိန်းစော်ကိုထိခိုက်ခဲ့တာလို့ဆိုပါရယ်စစ်ကောင်စီတပ်ကစစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့အရသားနေတဲ့ရက်ကွက်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးသုံးနိုင်ငံကျောင်းသားတယောက်ထိခိုက်ခဲ့ကလက်ရှိမှာတော့စစ်ကူတမှုခံယူနေရတယ်လို့မြို့ကန်တယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခတီရှိတဲ့ အမ်းမြုပ်ကို2024ဒီဇင်ဘာလမှာအာရခတက်တော်ကတင်ပိုက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကမကြာခဏဆိုသလိုဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ကစစ်ရေးတင်းမာနေတဲ့ရခိုင်ကမြို့နယ်တွေဖြစ်တဲ့ကြောက်ဖြုန်နယ်စစ်တွေမြို့တော်မှာလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေသလိုအေအေထိန်ချုပ်မြို့နယ်တွေကိုလည်းလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ဒီကနေ့ မတ်လ28ရက်နေ့ကအင်အားရစ်တာစကေး9.9အဆင့်ရှိတဲ့သကိုင်းငင်လင်ကြီးလှုပ်ခတ်ခဲ့တာအခုအောက်တိုဘာလမှာတော့6လကျော်9လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုငလင်ကြီးလှုပ်ခတ်ခဲ့တာ9လအကြာမှာမှငလင်တန်တဲ့ဒေတာတွေကပြည်သူတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချီးငွေလျှောက်ထားနိုင်တယ်ဆိုပြီးအောက်တိုဘာလ28ရက်နေ့ကဗဟိုဘဏ်ကအတိအပေးထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးငလင်ပြန်လည်ထူထောင်ရေးအတွက် ချီးမွေလျှောက်ထားနိုင်တဲ့ကိစ္စရပ်ကိုသိရှိမှုမရှိကြဘူးလို့ငလင်တန်သိခဲ့တဲ့ဒေတာတွေတဲကတခုဖြစ်တဲ့မန္တလေးမြို့ကပြည်သူတွေကပြောပါတယ်။လက်ရှိ9လအကြာမှာမှအခုလိုချီးမွေထုတ်ပေးတာဟာကောင်းပေမဲ့လည်းချီးမွေထုတ်ချီးပေးတဲ့ကူညီမှုကနောက်ကျတယ်လို့မန္တလေးမြို့ဒေတာခံတယောက်ဖြစ်တဲ့ကိုကျော်အမီလွဲကဆိုပါတယ်။ချီးမွေထုတ်ချီးပေးမဲ့သတင်းချက်လက်တွေကိုလည်းအသေးစိတ်မသိရဘူးလို့လည်းသူကဆိုပါတယ်။ထက်တာကအဲ့ information အသေးစိတ်အချက်လက်တွေကမသိရဘူးသတင်းစာထဲမှာစာတူလေးအဲစာတူလေးပဲကြော်ညာတူလေးပဲတွေ့ရလေအဲ့ဒီဟာတွေကဘာမှသွားစုံစမ်းရမလားရက်ွက်ပြုံမှသွားစုံစမ်းရမလားဘယ်လိုအထောက်ထားတွေနဲ့ချေးငွေလျှောက်ထားရလဲပေါ့နော်အဲ့ဒီဟာလေးတော့ကြည်ကြည်လူလူသိအောင်ကြည်ကြည်ပြန်ပြန်လုပ်ပြီးဘူးလို့တာပေါ့ငလင်ကြီးလောက်ကခဲ့တာ9လကြာတဲ့အထိအာနာသိန်းစစ်အုပ်စုဟာ ငလီနန်တဲ့ဒေတာတွေမှာတိတိယောက်ယောက်ကူညီနိုင်တာမရှိဘူးလို့လည်းဒေတာခန်တွေကဆိုပါတယ်။မန္တလေးမြို့မှာအခုထိငလီနန်ကြောင့်ထိခိုက်ပျက်စီးသွားလို့ဖြိုဖျက်ထားရတဲ့အဆောက်အုံတွေပြန်ဆောက်လုပ်ခွင့်မရသေးတာတွေရှိသေးပြီးအာဏာပိုင်တွေကတိတိယောက်ယောက်ကူညီနိုင်မှုမရှိဘူးလို့မန္တလေးမြို့ဒေတာခန်တယောက်ဖြစ်တဲ့ဥသူရအမီလွဲကဆိုပါတယ်။ဦးရဘကတိတိယောက်ကူညီနိုင်ကြတော့ဘူးဘောရအားနေတယ်ပြောမှာအခုချိန်ကြီးကွာသူ ီကတော့ပြန်ဆောက်ဖွင့်မရသေးတာဒီနောက်ပြီးတော့ဒီတိုက်ခန်းတိုက်ခန်းကန်ထရိုက်တိုက်ကိစ္စဒီတော့အခန်းပိုင်းနေမြည်ရှင်တဲ့ကိစ္စဒီအဲ့လိုမျိုးတွေဟိုသူရှင်းပြရမယ့်ကိစ္စတွေပေါ့နော်အဲ့လိုမျိုးတွေအများကြီးရှိတယ်ပေါ့နော်ပြတော့ဒီနင်းနာသူတို့ဘယ်လိုလုပ်ပြီးမလဲသူတွေဟာလူတွေပေါ့သူတို့ကတော့ဥမာဟိုဟာဟိုဒီလမ်းကြီးဘယ်နှလုံးလို့စမ်းဘယ်လောက်လို့ချပြည့်ရစုပြီးတဲ့အလားတွေကကြီးစင်ရရ တက်ခံဝေထားတဲ့တက်ခံပိုင်ဖြစ်ရမရဘူးပေါ့အခုပြဿနာကဘာတွေတွေ့နေလဲဆိုလို့ရှိရင်အဲ့လို contract တိုက်ဆောင်ထားတဲ့ဟာတွေဒီရှင်တွေကလူမှုကနေခဲ့တဲ့ခံပိုင်စီပြန်မပြီးရလို့မြစ်တာမျိုးတွေထွက်ပြီးနေတာမျိုးရှိတယ်ငလင်တန်တဲ့ပြည်သူတချို့ဟာငလင်ကယ်ဆယ်ရေးစခန်းတွေမှာလက်ရှိအချိန်ထိနေထိုင်နေကြရစေဖြစ်တဲ့အတွက်အခုလိုဗဟိုဘဏ်ကချင်းငွေကိစ္စကိုငလင်ကယ်ဆယ်ရေးစခန်းတွေထဲသွားပြီး ရှင်းပြပေးစီခြင်းနဲ့လို့လည်းဥသူရကဆိုပါတယ်။ကောင်းဆုံးကဘလို့လဲဆိုရင်ဒီနေရာကဖြည့်ခဲ့မန္တလေးလိုဟာလာပြမနာလိုဒီစကိုင်းလိုအလိုမျိုးဟာဒီမှာဒီအဖွဲ့တွေဖွဲ့ပြီးတော့မရေဟိုဟာမရေရှောင်းစကန်းဒီဒုက္ခတွေစကန်းဒီမှာမရေပြီးသိပြီးဒီစကန်းဒီဥပ္ပါတော့ပြည့်စေမှာဒီလိုပလန်တွေရှိရဲဒီလိုစိတ်ကိုထုတ်လို့ရတယ်ဆိုတော့ တို့အဖွဲ့ရဲ့ကိုယ်တိုင်သွားရှင်းပြပြီးလူကြီးနဲ့ဒီခါလေးလျှောက်လာတင်တဲ့ပုံစံမျိုးနဲ့ဒါတို့ကလုတ်ပြီးလို့ရှင်တော့ပူထျောက်တာပေါ့လေပူပြီးတော့မြန်ဆန်တာပေါ့ဘဟုပန်ရဲ့ထုတ်ပြန်ချက်မှာအိမ်နဲ့အဆောင်အတွက်အတူနှုံ300ခိုင်နှုံအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေး MSME လုပ်ငန်းတွေအတွက် လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီးဆိုလာနဲ့ရင်းနှီးမြှုပ်နှံမှုချင်းငွေအတူနှုံ900ခိုင်နှုံစက်ရုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရေးနဲ့ လေပတ်နိုင်ရင်ချင်းငွေအတိုးနှုံ900ရာခိုင်နှုန်းနဲ့နိုင်ငံပိုင်အခြေခံအဆောက်အုံတွေကိုတာဝန်ယူတည်ဆောက်နေတဲ့စောက်လုပ်ရေးကုမ္ပဏီတွေအတွက်ယာယီချင်းငွေအတိုးနှုံ900ရာခိုင်နှုန်းနူးနဲ့ထုတ်ချီးသွားမယ်လို့လည်းဖော်ပြထားပါတယ်။တကယ်ဆိုရင်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရာအတိုးနှုန်းတွေဟာတက်တာတဲ့နှုန်းထားဖြစ်တယ်လို့ဘဏ်ဝန်ထမ်းတယောက်ကဆိုပါတယ်။ပုံမှန်အချိန်မှာဆိုရင်လုပ်ငန်းလုပ်ဖို့ချီးတာအတွက်15ရာခိုင်နှုန်းလောက်ရှိတာဖြစ်ပြီး အတူနွန်900ခိုင်နှုန်းဆိုတာကတဝက်လောက်တက်တာတယ်လို့လဲဆိုပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ပြန်ချက်ကအပေါ်ရန်လောက်ပဲကြီးညာထားတာဖြစ်တယ်လို့လဲသူကဆိုပါတယ်။ဒါကြောင့်ဒီကောင်ဒီတပ်ပြီးဟာလို့ရှိတော့ဒီလိုဖြစ်ချင်ပြီဆိုလို့ရှိတော့ပါပါတော့ပနင်းနေစရာဆရာမျိုးကနေဒီတဲ့ဆရာမျိုးဆိုရဟာဒီလာဘိုရီဒီဇိုင်းတော့ရဖို့မထင်ဟိုမင်းတွေသူနဲ့ညီစရာညီစရာတော့ဟိုရောက်နေမှာပေါ့ဒီလိုပါ 全国七百多个县，都阿妈干比亚，我比亚没生，阿妈干都一百块。五毛子那米肉啊，肉比亚那便宜，瓜地板。东安东这不算土的水，一百毛都七百块。米肉啊，一百三米，哎 <music>，肉啊，我牛逼啊，我包逼啊。阿牛婆们，阿妈干比亚，我地妈，阿妈干一百，我丢个他。五，丢丢砖伢子丢砖里边了，我，我丢砖里边吃那碗。请问是哪个？爱尔兰、United Arab。 CB ဘန်၊ယူမာဘန်၊ကမ္ဘောဇာဘန်၊စစ်တပ်ပိုင်မြဝတီအင်းဝဘန်တွေနဲ့ ARD တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘန်၊စောက်လုံရေးအိမ်ယာနဲ့အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘန်တွေအပြင်ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ Best Merchant Finance Company Limited နဲ့ Zaga Finance Company Limited တို့မှရှောက်ထားနိုင်ပြီး၃နှစ်ကနေ၅နှစ်အထိတက်တန်းရှိတဲ့ချီးငွေကိုအတိုးနှုန်းသက်သာစွာနဲ့ထုတ်ချီးပေးမယ်လို့ဘိုးဘန်ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ကျမမြတ်သိစင်ပါရှင်။ ཀྱི 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 ཀྱི